DVB Digital Fast လလဆုံးရှုံးရတဲ့နေမျိုးတွေကိုရအောင်ပြန်တက်နိုင်ရင်ယာရုတိုးပေးမယ်လို့စစ်ကောင်းဆောင်ကအမိန့်ထုတ်ထားပေမဲ့ဘယ်သူမှမတိုက်နိုင်လို့စစ်ကောင်းစီကယာရုတိုးပေးရမယ်သူမရှိ ဖြစ်နေပါတယ်။ကာကွယ်ဥသယုံယုံမှာမက်လ20ရင်းကပြုတ်လို့တဲ့ကကကြီးစည်ရေးလုံးဂျုံစီမံအစည်းအဝေးမှာဘူဂျုံကြီးတွေကစားထမှုတွေကိုစစ်ကောင်းဆောင်ကပြောဆိုခဲ့တာလို့စည်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီစကားကခုမှပြောတာမဟုတ်ဘူး။ရမခကြကြရေကပြောတာ။ဒါနဲ့ဆိုတုံးချင်ရှိနေပြီ။ ။နောက်ဘက်ခါကျတော့တခါပြောတယ်။ယာရုလိုချင်လို့ပြန်တိုက်တဲ့သူတွေလည်းရှိတယ်။အသွားပဲရှိတယ်။ပြန်လဲမရှိတော့ဘယ်သူမှအသေးခံမတိုက်ဘူးလို့ပြောပါတယ်။တစင်စက်ကွန်စစ်စင်ရေးမှာဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်ခဲ့တဲ့စစ်ကောင်စီတပ်အနေနဲ့ဆုံချုံသွားတဲ့နေမြေတွေပြန်ရဖို့ဆိုတာထင်သလောက်မလွယ်ဘူးလို့အငြင်းစားစစ်မှုထမ်းအောင်တယောက်ကသုံးသပ်ပါတယ်။ဒီလိုယာရုနဲ့စီယုံပြီးနေမြေတွေပြန်တက်ခိုင်းတာဟာ2025ယူကောက်ပွဲကိုတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေရရှိထားတဲ့မြို့နယ်တွေမှာလှုပ်ချင်တာဖြစ်နိုင်တယ်လို့ခမမှုတွေလည်းရှိနေပါတယ်။ အာနာသိစတဲ့အနေနဲ့လက်လုံးမှာရှမ်းမြောက်အခြေဆိုင်နမခတ်တိုင်းစစ်ဌာနချုပ်အန်းအခြေဆိုင်နမခတ်တိုင်းစစ်ဌာနချုပ်နဲ့တက်စကန်တရားချုပ်ကိုလက်လွတ်ဆုံးရှုံးထားပါတယ်